မင်္ဂလာပါရှင် ရှဲဂူမီဒီယာကကြိုဆိုပါရစေမိုင်းခမ်းမျိုးနဲ့မြမစီပွားရေးဘဏ်ငွေတိုက်ခွဲတွင်အငိမ့်ဆောင်ဝန်ထမ်းများ၏ပင်စင်လာစာများပုံမှန်ထုတ်ပြီးလျက်ရှိတဲ့သတင်းကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်ရှိပိုင်းချိုင်းတုံခရိုင်မိုင်းခမ်းမြို့နယ်မြမစီပွားရေးဘဏ်ငွေတိုက်ခွဲ၌အငိမ့်ဆောင်ဝန်ထမ်းများ၏ပင်စင်လာဆောင်ငွေများကိုယနေ့နက်နက်ပိုင်းကထုတ်ပေးလျက်ရှိကြောင်းသိရပါသည် မိုင်းခမ်းမြို့နယ်ရှိမြမစီပွားရေးဘန်တွင် လာစဉ်ထုတ်ယူသည့်အငိမ့်စားဝန်ထမ်းများမြို့ပြပင်စင်24ဦးကာကွယ်ရေးပင်စင်69ဦးနိုင်ငံရေးပင်စင်16ဦးစုစုပေါင်း139ဦးတို့ကိုလကုံရက်တရက်မှလွှဲ၍ဗန်ဖွဲ့ရများတွင် ပုံမှန်ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း ကိုယ်တိုင်လာရောက်ထောက်ယူနိုင်ခြင်းမရှိသူများအနေဖြင့်မိသားစုဝင်တအုံးမှကိုယ်စားလှယ်လွယ်စားဖြင့်ကိုစားထောက်ယူနိုင်ကြောင်းမြို့နယ်မြမစီပွားရေးဗန်မန်နေဂျာဦးဝင်းစောဦးထံမှသိရှိရပါတယ်ရှင်